အရခတ်တတော်အီအီယာစံပြူစရာဖြစ်တယ်ဆိုတော့အကောင်းစင်ပုံမှန်မူတည်ပြီးတော့သုံးသက်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်အရခတ်တတော်အီလို့ပြောလိုက်တာ ਨੇ ကျွန်တော်ဘာသွားသတိရလဲဆိုရင်2029စစ်စင်ကြီးပေါ့နော်2029စစ်စင်ကြီးအဲ့ဒီမှာ institution ပေါ့ဗျာ facet တရေတီခဲ့တဲ့ကျွန်တော်တို့အဖွဲ့အစည်းပေါ့နော်စစ်တပ်ပေါ့နော် facet စစ်တပ်ပေါ့နော် ။ तू อ่ะ10 18ဆစ်စီရေးมาตะไม้ตะช่องมาဗျာ။စစ်ပွဲတွေထဲမှာตะไม้ตะช่องมาအထိတ်အနာဆုံးစစ်ပွဲ။တိုက်ခါအကြဆုံးစစ်ပွဲ။နောက်တစ်ခုကဆုံးရှုံးမှုအလွန်ကြီးတဲ့စစ်ပွဲ။အလုံးလုံးမှာတိုက်ခါမရှိပါဘူးဆိုမှ10 18ဆစ်စီရေးနဲ့အဲပရမအကျော်ဒုတိယအကျော်ဟောပေါ့နော်။နေမြေကြီးအများကြီးအထိန်ခံလိုက်ရတယ်ဗျာ။ညီတော်သုံးပွဲရ။ မြို့တွေအများကြီးတင်းလိုက်နိုင်ခဲ့တယ်ဗျာသူလုံးဝမမျှော်လင့်တာဘူးအိမ်မက်တောင်မမက်ဘူးစစ်တိုင်းနေကြမယ်လို့လဲလာရှိုးကြမယ်နော်အဲနောက်တစ်ခုကရှေ့မြောက်တိုင်းစစ်ထားတာကြောင့်ကြမယ်နော်ဒါဒါလေးဒါဒါလေးနဲ့ပတ်သက်လို့ तू ဟာမမျှော်လင့်တာဘူးဆိုတော့ဒီဘက်မှာဆိုလဲထုံနည်းဆိုတော့အေးစစ်တိုင်းဗျာအနောက်ပိုင်းတိုင်းစစ်ထားတာကြောင့်ဒီမှာလဲဆိုတော့ဒါလေးနဲ့ပတ်သက်လို့တောင်းချအလံပြူထောင်ပေါ့ဗျာစက္ကကမူးတွေကနေပြီးတော့လက်တက်တွေချပေါ့ဗျာ ျွန်တော်တို့လက်နဲ့ချပါမယ်ကျွန်တော်တို့အညံ့ခံပါမယ်ကျွန်တော်တို့အလင်းဝင်ပါမယ်အလောက်ထိ30 29စစ်စင်ကြီးကကျွန်တော်တို့စစ်စင်ကြီးတမိုင်းမှာဣရအူရဲ့စစ်စင်ကြီးတမိုင်းမှာညီနောင်သုံးဘွေရဲ့စစ်စင်ကြီးတမိုင်းမှာတော့တကယ်ကိုအလွန်အောင်မြင်နေပေါ့ဗျာစစ်စင်ကြီးပြည်ကောင်းပြီဘာကြောင့်အောင်မြင်တာလဲဒီဘက်မှာနေဦးတော်လိုင်းကြီးအရှိန်အဟုန်က ဲ့ဒီအချိန်အဲ့ဒီခါမှာကျွန်တော်တို့ယော့နေတဲ့အချိန်ပြည်သူလူထုကလည်းပျော်လင့်တောင်းတနေတဲ့အချိန်2029စ2029စစ်စင်ကြီးကနော်ကြီးညာလိုက်တဲ့အချိန်မှာကြီးညာလိုက်တဲ့အချိန်မှာပြည်သူလူထုတရက်လုံးက2029စစ်စင်ကြီးကိုဗျာထောက်ခံတာအားပေးတာကအဲ့ဒီအယူအဲ့ဒီတွန်းအားတွေကတတော်လေးကို တာသွားတယ်ဗျာဆိုအဲ့ဒီမှာကျွန်တော်ဗာလေးတစ်ခုကိုပြောကျင်လဲဆိုတော့ AAD ကျွန်တော်တို့က AA ကိုပြောမှာဖြစ်တယ်ဟိုကတော့10 28ခုနှစ်ဒါဒါဒါစစ်စင်ရတော့အားလုံးသိတဲ့အတိုင်းပဲအဲကျွန်တော်တို့ကအော်တိုဘာလပေါ့ဗျာเนาะ28ရက်နေ့ပေါ့နော်ကရင်နီမှာ2029စစ်စင်ရေးကိုထောက်ခံတဲ့အနေနဲ့7ဟုတ်ပြီနော်တက်တက်တုံညခွန်ပေါ့ဗျာ တစ်တစ်သုံးညခွင့်ရင်တစ်လေးလုံးရင်ဟုတ်ပြီနော်တတ်ထောက်ခံလာတာနော်ကဲဘာပဲပြောလို့လीအဲဒီလုံရမှန်တဲ့အခါကျတော့ရေချက်မှန်တဲ့အခါကျနောက်ကလိုက်လာကောင်းပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဘာတခုပြောခြင်းလဲဆိုတော့ရေချက်ပေါ့နော်ရှမ်းပြည်နယ်အရှိမြောက်ပေါ့ဗျာထားပါတော့နော်ရှမ်းမြောက်ပေါ့ဗျာရှမ်းပြည်နယ်အရှိမြောက်တုံမြန်မာနေဆက်ဒေသမှာအဲ့ဒီချိန်အဲ့ဒီခါမှာ ျွန်တော်တို့ကြီးထွားနေတာပေါ့နော်နော်တတော်လေး hot ဖြစ်နေတယ်ဗျာတကယ်ဘူးဗျာလက်ရဲဆက်ရဲပေါ့ဗျာအဲ့ဒါဇိုးတွေနောက်တစ်ခုကဒီဒီဒီ godfather တွေအဲ့နော်နောက်တစ်ခုက gangster တွေပေါ့ဗျာဆိုဘာလို့တာသူက online ငွေလိမ့်တာကြားဖြတ်နေဆိုအဲ့ဒီမှာလေတရုတ်ကလေသူ့နိုင်ငံသားတွေသူ့ပြည်သူတွေလေတစ်နှစ်တစ်နှစ်ဗျာနော်ငွေကြေးဆုံးရှုံးမှုပေါ့သူ့တိုင်းပြည်အတွက်ဆုံးရှုံးမှုကလည်း ဟုတ်တယ်ဘယ်ဟိုနေရဒေါ်လာဘီလီယံချီတယ်ပေါ့သူကလည်းအဲ့ဒါကြီးကိုဗျာနှိမ့်နှင်းကျင်နေတဲ့အခြေအနေအဲ့အဲ့ဒီပုံမှာ online ငွေလင်းအဲ့ဒါဂိုင်းတွေကိုထိမ့်ချုပ်ဖို့ဆိုတဲ့ရည်ရချက်ပါတယ်2029စစ်စင်ကြီးရဲ့ရည်ရချက်နောက်တစ်ခုကအဲ့ဒီမှာဘယ်သူဘာဝင်ပတ်သက်နေလဲဆိုရင်တကယ်တကယ်ကြတော့ဗျာကျေးဇူးတင်ရမှာက2029စစ်စင်ကြီးထဲမှာတကယ်ကိုတိုက်ပွဲဝင်ခဲ့တဲ့ညီနောင်၃ဘွယ်အပါဝင် အဲ့ဒီပရမအကျော်ဒုတိယကျော်စစ်စင်ရေးတွေအောင်မြင်မှုအောင်ပွဲအတွက်ကိုကျွန်တော်တို့ generation Z တွေကျောင်းသားလူငယ်တွေ LPDF တွေ PDF တွေနောက်တစ်ခုကကျွန်တော်တို့ရဲ့မိဘပြည်သူလူထုရဲ့ထောက်ခံမှုတွေတက်ရေးကြည့်တော့ကျေးဇူးတင်ပါ MND ရလည်းကျေးဇူးတင်ရမယ် TNL ရလည်းကျေးဇူးတင်ရမယ် AE ရလည်းကျေးဇူးတင်ရမယ်တရုတ်အစိုးရကလည်းကျေးဇူးတင်ရမှာဘာကြောင့်လဲဆိုတော့ လူတို့ရဲ့ထောက်ခံမှုမပါဘဲနဲ့20 28စစ်စီရေးကိုတရုတ်ကဘလောက်ကြီးပဲမီးစိမ်းပြပြဘလောက်ကြီးပဲကုညီကုညီမအောင်မြင်နိုင်ဘူးဗျာဒါကြောင့်လူတို့ထောက်ခံမှုမရှိတဲ့မြေတိလုံရမစို့မြေတိတွန်လိုင်းရေးမစို့မြေတိတိုက်ပွဲမစို့တေချာလည်းမအောင်မြင်ဘူးဗျာအဲ့နအဲ့ဒါကရှင်းတယ်ဆက်ပြောပါမယ်ဆိုတော့အဲ့ဒီငွေလိန်တိုင်းနေမှာကြားဖြတ်နေမှာဘသူတွေပါဝင်ပတ်သက်နေလဲဆိုရင်နိုင်ငံတကာစစ်ရာဇဝတ်ကောင် မင်းအောင်နိုင်ဥဆောင်နေအစိုးရအကြမ်းဖက်အဲ့ချိန်တော့ဆက်ခတ်ဆပါနော်ပါဝင်ပတ်တယ်ဒါတရုတ်လည်းကြည့်တယ်နော်နောက်တစ်ခုကသူ့လက်အောက်မှာရှိနေတဲ့ဘသူတွေပါနေလဲဆိုတော့ပြည်သူစစ်တယ်ဒါအားလုံးသိပါတယ်အဲ့ဒါတွေအားလုံးနှိမ်နှင်းဖို့ဆိုတဲ့ရည်ချက်လည်းပါဆိုတော့ OK ပေါ့ဗျာ OK ပေါ့ဗျာအဆင်ပြေတယ်လေဒီရည်ချက်တွေကဒါအများလက်ခံတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ 2029စစ်စီစတင်ကြောင်းကိုအဲကျွန်တော်တို့2023အောက်တိုဘာ29ရက်နေ့မှာပူရဲကြင်ညာချက်ဆိုပြီးတော့ညီနောင်သုံးဘွယ် AA ရဲ့ DNA လေး MND ရဲ့ကြင်ညာလိုက်တယ်เนาะအဲ့ဒီပုံမှာဗျာကျိုးစိုးထောက်ခံတဲ့ကျွန်တော်တို့ຫນွေဥတော်လိုင်းရေးထဲမှာပအဝင်ပတ်သက်နေတဲ့နော်အင်အားစုတွေရောတော်လိုင်းအင်အားစုတွေရောပြည်သူလူထုတည့်ရလုံးဝပါနော်အဲ့ဒါကျိုးစိုးထောက်ခံတာတွေကိုအဲ့ဒါကျွန်တော်တို့တွေ့ရတဲ့အပြင်နောက်တစ်ခုကနော်29ရက်နေ့မှာ ဒီညီနောင်သုံးဘွဲ့ကနေပြီးတော့ထောက်ခံတဲ့ပြည်သူလူထုတရလုံးအဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေကိုဗျာတိတက်ကျေးဇူးတင်ပါတယ်ဆိုတဲ့ statement ထုတ်ပြီးတော့ရှင်းပြောရင်ဗျာတလုံစားမှုသူကျေးဇူးပေါ့ဗျာအဲ့လိုညီနောင်သုံးဘွဲ့ကထုတ်ပြန်တယ်အဲ့ဒီမှာဘာအရေးကြီးတဲ့ကိစ္စပါလာပြီးပါလာပြီးလဲဆိုတော့ကျိုးစိုးထောက်ခံတဲ့ပြည်သူလူထုတရလုံးနော်အဖွဲ့အစည်းအသီးသီးပေါ့နော်လူပုဂ္ဂိုလ်တယောက်ချင်းစီကိုတဲ့အာမိမိတို့ဒီညီနောင်သုံးဘွဲ့အနေနဲ့များစွာ ာဒါကျေးဇူးတင်တယ်ဆိုပြီးတော့အော်တိုမန်29ရဲ့နေ့မှာတော့ထုတ်ပြန်လာတယ်အဲ့ဒီမှာဘာပါလာလဲဆိုတော့မိမိတို့ရဲ့နော်ရီမန်းချက်တွေဖြစ်တယ်စစ်ရင်နိုင်ငံရေးရီမန်းချက်တွေနဲ့အတူတဲ့စစ်ရင်နိုင်ငံရေးရီမန်းချက်တွေနဲ့အတူတဲ့ပြည်သူလူထုတရလုံးလိုလားသောဆန္ဒနော်မျှော်မှန်းချက်တွေအပြည့်အဝရရှိသည့်အထိဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုပြီးတော့အဲ့ဒီကြေညာချက်ထဲမှာတစ်ပါးနဲ့ပါသွားတယ်ကျွန်တော်တို့ကအဲ့ဒီချိန်မှာ အယံဝမ်းတာတယ်ဗျာနော်အယံဝမ်းတာတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဘယ်ဘက်လှည့်ခြင်းလဲဆိုရင် AA ကိုကျွန်တော်တို့ highlight လုပ်မှာဖြစ်တဲ့အတွင်း A ရဘယ်မှာဆက်လိုက်လဲဆိုတော့ဟိုမှာအော်တိုဝါ29ရဲ့နေ့ AA ကသူ့ရဲ့ရခိုင်ဒေသမှာစစ်စစ်ဆက်ခဲ့တာဒီ2023နိုဝင်ဘာ23ရက်နေ့မှာ A ဆက်ဆိုတော့ဗျာကဲကောင်းပြီ AA ဒီအချင်းတူတူအတွင်းမှာ ရှိတယ်18မြို့နယ်ဗျာ14မြို့နယ်သိမ်းပြီးပါပြီအောက်ကျနေဆိုရင်စစ်ထွေကြမယ်ပေါ့ကြောက်ဖြူကြမယ်ပြော့မောင်းအောင်ကြမယ်ပေါ့နော်ဆိုတော့ကြောက်ဖြူတို့ဘာတို့မှလည်းတရုတ်ကအချိုးစီးပွားတွေအများကြီးရှိနေတယ်ပေါ့နော်သို့တော်များလည်း TNL လေးကို MNDA ကိုတရုတ်ကဖိအားပေးတဲ့ပုံစံမျိုး EU သူကဖိအားပေးလို့မရဘူးဗျာ ။ဘာကြောင့်လဲဆိုပထမနိုင်ငံရေးအရာလည်းမရတာပါပဲ။နော်အေအေကလည်းသူ့ရဲ့ခိုင်ကျက်ယုံကြည်ချက်ကရှင်းတယ်နော်။အေအေဒီအရခတ်တက်တော်ပေါ့ဗျာ။သူ့ရဲ့ပြည်နယ်တစ်ခုတည်းသူ့ရဲ့ဒေသတစ်ခုတည်းပြောမဟုတ်ဘူးနော်။မြန်မာနိုင်ငံထဲမှာမိတင်းနေထိုင်နေကြတဲ့လူမျိုးပေါင်းစုံပြည်သူလူထုတရလုံးအတွက်ဆိုတဲ့ စည်ရည်မှန်းချက်နိုင်ငံရေးမှန်းချက်နဲ့လုပ်တယ်အခုလိုမျိုးအောင်မြင်နေတာဒီလူတို့ရဲ့အထောက်ခံမှုမပါမဲနဲ့အောင်မြင်မလားဗျာစဉ်းစားတော့နောက်တစ်ခုကလူတို့ယုံကြည်လာအောင်ယုံကြည်မှုအပြည့်အဝရှိလာအောင်အေကလက်တွေ့ကြကြမြေပြင်မှာအားထုတ်ကြိုးပမ်းမှုတွေကအခုချိန်ဒီပဲဆိုလိုတာပြောချင်တာဗျာပြည်သူလူထုဘက်ကနေပြီးတော့ပြက်ပြက်သားသားခိုင်ခိုင်မာမာရက်တည်ပြီးသူဆောင်ရွက်နေတယ် အေးတူဘူးများပဲဆိုတော့အဲ့လိုမျိုးအခြေအနေတွေရှိတဲ့အခါကျတော့ကဲကောင်းပြီအဲ့ဒါဆိုရင်သူကရခိုင်ပြည်လွတ်မြောက်ရေးအတွက်ကြီးပဲမဟုတ်ဘဲနဲ့မြန်မာနိုင်ငံတစ်ဝှမ်းလုံးပေါ့ဗျာမြန်မာပြည်သူလူထုတည်းအလုံးလွတ်မြောက်ရေးအတွက်ကိုသူကရည်ရွယ်ပြီးတော့ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘလောက်တော့အရေးကြီးလဲဆိုရင်နော် ။ तू อ่ะတကယ်တကယ်ကြတော့ AA ဆိုတာကျွန်တော်အမှတ်မမှားဘူးဆိုတော့20လောက်တော့ရှိပေါ့ဗျာ။ तू က KIA ရင်ဝင်နေရနေပြီးတော့သူ့ကိုမွေးထုတ်ပေးလိုက်တဲ့ဆိုရင်တော့မမှားဘူးပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့လိုက်စာမှာသွားပြီးတော့တင်တန်းတက်ခဲ့ရတယ်။ဟောလိုက်စာကိုစစ်အကြမ်းဖက်တွေကနေပြီးတော့နော်လိုက်စာကိုတိုက်တဲ့အချိန်မှာလိုက်စာမှာတင်တန်းတက်နေတဲ့အရာရှိ နော်အေရဲ့အရာရှိတင်နာတက်နေတဲ့ကျွန်တော်တို့ရခိုင်ရာရှိလောင်းနေပေါ့ဗျာသူတို့ကြာဆုံးခဲ့တယ်အဲ့ဒါလေကျွန်တော်တို့မေ့လို့မရဘူးတို့တော်ညာလေစဉ်းစားတော့နောက်တစ်ခုရှိသေးတယ်အဲ့သူတို့ပြောပြောနေတာပေါ့နော်သူတို့ရခိုင်လူငယ်၁၇ရောက်လားမသိဘူးနော်ဒီဘက်မှာ MND ရဲ့ခေါင်းဆောင်ကြီးပေါ့ဗျာ နော်တကယ်တကယ်လူငယ်လေးတွေရဲ့အာဒီဟာဒါဆက်စင်ရေးပေါ့နော်လူငယ်လေးတွေရဲ့တော်နိုင်ရေးပေါ့ရခိုင်ပြည်နယ်အဲ့ဒီချက်တော့ရခိုင်ပြည်နယ်လွတ်မြောက်ရေးပေါ့ဗျာအဲ့ဒီချက်လွန်ခဲ့တဲ့နှစ်20ကိုစဉ်းစားကြည့်ပေါ့နော်အဲ့အဲ့ဒီမှာ MNDA ရဲ့အာဒီဒီခေါင်းဆောင်ကြီးကနေပြီးတော့သူတို့ကိုပြုတ်ပြင်းလင်းပြောရင်လက်နဲ့အလက်တရားလားမသိဘူးဗျာနော်အာသူတို့ကိုအာဒါတောက်ပကူညီပေးခဲ့တဲ့အခါကျဒီဘက်မှာ KIA ဒီဘက်မှာ MNDA ပေါ့နော် ဆိုတော့ဒါပေမဲ့တခုတော့ကြည့်ဘလောက်ကြည့်ပဲပြပြပြမကြိုးစားမင်းနဲ့ဒီနေ့ဒီချီနေဒီရောက်ဖို့ဘာမှမရှိဘူးကြည့်လိုက်တော့လေဗျာဘုကြောင့်ထုံးမြင့်နိုင်တဲ့လူငယ်ပဲလေဒုက္ခထလောက်တဲ့ဒေါက်တာဟိုရင်းကအဲဒီဒီညထုံးအောင်လေလူငယ်ပဲအဆရှိသဖြင့်လူငယ်တွေပေါ့ဗျာနော်ဆိုတော့အခါကျတော့ကျွန်တော်တို့တိုင်းပြည်မှာခုနကတော့ကျွန်တော်တို့ဆက်နိုင်တဲ့ရေးတွေအေးအေးကိုစံပြုတ် ဇာဖြစ်တယ်လို့ပြောတာဟုတ်ကျွန်တော်တို့ဒီအချိန်မှာကျွန်တော်တို့ပြောဦးမယ်လူငယ်တွေနဲ့ပတ်သက်တဲ့အခမ်းအနားအေးအေးမှာလူငယ်တွေရဲ့အခမ်းအနားကိုစတာထွက်တဲ့ကလူငယ်တွေနဲ့တာထွက်တာအခု NUG စကံကြအနေနဲ့ကျွန်တော်ပြောတာလူငယ်တွေရဲ့အခမ်းအနားကိုဘလောက် value တစ်ခုအနေနဲ့ဘလောက်တန်ဖိုးထားခဲ့ပြီးပြီလဲ NUG ထဲမှာလူငယ်ဗနယ်ရောက်လောက်ကိုအလေးနဲ့ထားပြီးတော့ စဉ်းစားစီစဉ်ဆောင်ရွက်ပြီးပြီလေလူငယ်တွေကိုနေရာပေးဖို့ဘယ်လောက်ထိတွန့်ဆုံနေသလဲအဲ့ဒါကလည်း AAD role model role model ဖြစ်တယ်ဒီနေရာမှာလည်း AA ကိုကျွန်တော်တို့ကစံပြူရမှာနော်စံနမူနာယူရမှာ30 28စစ်စီကိုကြည့်ဒီဘုံရန်သူကိုဒီစစ်မိတ်ဆာတွေကို ပြည်တနာရဲ့အရင်မြင့်ဖြစ်တဲ့ ော်လက်သက်တရားခံဖြစ်တယ်ဒီဆက်အာနာရှင်တွေကိုတိုက်ရင်နိုင်တယ်တိုက်မယ်ဆိုရင်နော်အောင်ပွဲရမယ်ဆိုတဲ့သတင်းစကားညင်းအောင်သုံးပွဲနဲ့အတူအခုဆက်လက်ပြီးတော့တိုက်ပွဲဝင်နေတဲ့အေကလက်တွေ့မြေပြင်မှာတတ်သိခံနေတယ်တကယ်တိုက်နေတာဒါကြောင့်လဲဗျာမြို့နယ်18မြို့နယ်မှာ14မြို့နယ်အမိရာဆုတ်ကြိုက်ထားပြီးပြီအဲ့ဒါနဲ့ပဲလားဆိုတော့ကျွန်တော်မပြီးသေးဘူး เออ่ะบากุญญีนี่แหละส่วนเอสีเอฟจ้องตาเลยุตัดตัวบ่เนาะแล้วก็มรวินปิยาดิบ่เนี่ยเนาะถ้าอาชีชีนี่ก็เราไม่ပြောดูတော့ပါဘူးအချိန်ရန်ဟိုနေ့ဖြစ်သွားမှာဆိုတော့အရှုချင်းအဖွဲတွေပေါ့နောက်တစ်ခုကမကွေးရခိုင်နေဆက်เนาะဒီနေရာမှာတုံးတာတော့မကွေးအဲကျွန်တော်တို့ရခိုင်အဆက်ပေါ့အဲ့ဒီအဆက်မှာရှိနေတဲ့အဖွဲတွေ တော်လိုင်းအင်အားစုတွေကိုပြောတာပါနောက်တစ်ခုကမကွေ sorry ရခိုင်မကွေအဆက်ရခိုင်ပဲခူးအဆက်ရခိုင်ရာဝတီအဆက်အဲ့ဒီအထီကိုစစ်ရင်ရတောက်လျှောက်ကုလဲကုညီတယ်နော်လူငယ်တွေလားစစ်တနာဒီမှာလာတဲ့လက်နဲ့လဲအတိုင်းတာတစ်ခုတီထောက်ပံ့တယ်ရက်ခါလဲထောက်ပံ့တယ်ပတ်ဆံလဲထောက်ပံ့တယ်အတိုင်းတာတစ်ခုတီဆိုတော့ကျွန်တော်မေးချင်ပါတယ် ဘုံရန်သူကိုပြက်ပြက်သားသားတိုက်ပွဲဝင်နေတဲ့စစ်စင်ကြီးတွေဆင်းနေနေတဲ့အရကတတ်တော်အေအေဒီကျွန်တော်တို့ခဲယမ်းမိကြောက်တွေမလောက်ငားတဲ့အတွေ့လုံးလုံးစေတော့ကျွန်တော်တို့စစ်ပွဲတွေရပ်ထားပါလို့ဆိုတာကြားဘူးလားကျွန်တော်လုံးဝမကြားစစ်ဆိုတာအဲ့လိုတိုက်ရတယ်စစ်ကိုစစ်နဲ့တိုက်တဲ့နေရာမှာလည်း ဤအာရခတတ်တော်သည်ကျွန်တော်တို့အတွက် role model ဖြစ်တယ်စစ်နားသွားတာမရှိဘူးနော်တော်လိုင်းရင်းမှာတော့ဗျာစစ်ပွဲမှာတော့အတက်ဆုတ်တွေရှိတာပေါ့လွန်ထုံးနေတာတွေရှိတယ်လေအဲ့ဒါလွဲလို့နော်အေးရရှင်းတယ်ဗျာမာတယ်တော့သူ့ကိုလင့်လာတဲ့အခါကျတော့သူ့ရဲ့စစ်စင်ကြီးတွေဗျာသူ့ရဲ့စစ်မဟာပြူပါတယ်တော့ဒီဘက်မှာနော်စစ်ရင်းနဲ့ပတ်သက်တဲ့နီးပြူပါတယ်တော်တော်အဆင်မြင့်တယ်ဗျာတိတ်အရေးကြီးတယ်ဗျာအဲ့ဒါတွေနဲ့ အသူကအမွဲခံတယ်အခုပြောနေပြောနေဆိုနေတာကြီးကြည့်ဗျာအခုအခုကြံ့ခံရေးနေပြည်တော်ကောင်စီပေါ့ဗျာအဲ့ဒီမှာတာဝန်ယူရတဲ့ဘူးလက်လှဆွေပေါ့ဗျာသူကဘာပြောလဲဆိုတော့တေချာတယ်သူတို့ကဒီရဲကောက်ဘက်မှာနိုင်ပါချက်ဖို့ကတံမဲဝကကြည့်လေချက်ဖို့ဗျာနော်အဲ့ဒါအခုလေချက်ဖို့နိုင်အောင်ဆိုပြီးတော့တမင်ကိုစနစ်တကြာနော်လောက်ကြံဖန်တီးထားတဲ့ရွေးကောက်ပွဲအတူတူရွေးကောက်ပွဲ Shane Election သူအဲ့ဒါဘာပြောလဲဆိုတော့တေချာနေတဲ့သူတို့အစိုးရဖွဲ့မှာလေလုံပုံလုံပုံကြည့်နော်မပြောင်းရသေးဘူးနော်နိုင်မယ်ဆိုတော့သူတို့ကြိုတက်ထားပြီးသားသူတို့ရဲ့ဂျီရချက်ကဘာလဲဆိုရင်သူတို့ကကြိတ်မှာကအင်းရင်နဲ့ MD ကိုကြိတ်မှာလေအေးဒါလည်းပြောသေးတယ်အဲ့ဒါကိုတော့ဝါအတိတယ်တဲ့ဘာကြောင့်လဲဆိုတစ်ချိန်တော့ဘကဘောက်ကိုကြိတ်ခဲ့တယ်ချိန်မုန်းခဲ့တယ်နော်အဲ့ဒါကဝါအတိတယ်ဝါမပါရဲဘူးတဲ့ဟုတ်2021မှာဝါမပါရဲဘူးတဲ့ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေကြိုတိနေရဲ့သားနဲ့ ဘာပဲဖြစ်ဖြစ်ပြကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ဒါပေမဲ့အီအီရဲ့ခေါင်းဆောင်တွေစီစီရေးတယ်မကဘူးနော်နိုင်ငံရေးအမြုံမြအလွန်ကြီးတယ်ဒါကြောင့်အချင်းတူတူအတွင်းမှာသူကတော်လိုင်းရေးမှာအဲဒါဒါတက်တန်းကအမှုဆုံးပဲလေနော်နှစ်နှစ်20ဆိုတာကျွန်တော်အမှမမအောင်ဆိုပြောတာပါသို့တော်ညာလည်းတကယ်ကျူးစားတယ်ဗျာနော်စိတ်သက်ရေးရအရာပေါ့နောက်တစ်ခုကခံယူချက်ယုံကြည်ချက်ပေါ့ဗျာနော်စိတ်သက်ခွန်အားယုံကြည်ချက်အားမှာပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုပံ့ပိုးကူညီမှုကျွန်တော်အဲ့ဒီမှာဘာလို့ကျွန်တော်ကစိတ်ပူလာလဲဆိုရင်ဒီဘက်မှာနော်တော်လိုင်းရဲ့အင်အားစုတွေပေါ့နော်ចောင်းသားလူတွေတွေကိုကူညီနေတယ်တော်လိုင်းရဲ့အဖွဲ့အစည်းတွေကူညီနေတယ်ဒီဘက်မှာအရှုံးကြီးရှုံးနေတဲ့ဘုံရံသူကလည်းတစ်ချိန်လုံးပြာကျွန်တော်ဒီနေ့မှာဗာသတိစကားပါကျင်လဲဆိုရင်ဖက်စစ်စစ်တက်ကေ ကျွန်တော်တို့တတ်သေးမှာရန်ရန်တစ်ခုရှိတယ်အဲ့အရာဒီနော်60နှစ်မတိုင်ခင်တည်းကရန်ရန်တစ်ခုကဝါရဖြန့်ချီရန်ရန်နောက်တစ်ခုကစက်တက်ဆင့်စီရန်ရန်အခုရခိုင်မှာနော်ရှုံးပြီးရှုံးလာတဲ့အခါကျတော့သူကမဆားရတဲ့အမေသူဟာတဲနဲ့ပတ်တော့အဲ့ဒီချိန်မှာငကိုလုံနေကြပါဗျာနော်လူမျိုးရေးဘာသာရေးเนาะလူမျိုးရေးဘာသာရေးကိုလက်နဲ့အဖြစ်သူကအသုံးချပြီเนาะ တကူတော့လည်းအသုံးချခဲ့တယ်အခုလည်းအသုံးချဖို့ဝင်မလေးဘူးမလုံရဲဘူးဆိုတာဘာမှမရှိဘူးဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဘာဆုံးရည်ပူပါလဲဆိုရင် AO ဖိအားပေးဖို့အတွက်သူကအိန္ဒိယကိုလေသူကချင်းကပ်ပြီးသူကဆောင်ရွက်နေတယ်သူရုပ်ောက်ပွဲကိုအိန္ဒိယထောက်ခံတယ်အိန္ဒိယနေပြီးတော့စောင့်ကြည့်လေ့လာတဲ့သူတွေလာမယ်နှစ်နိုင်ငံနော်သူကတော့အစိုးရလိုသုံးတာပေါ့အခုချိန်တိအခုချိန်တိစက္ကမပေါ့ဗျာနော်ဟာစစ်ကော်မရှင်ကြီးအစိုးရမဟုတ်ဘူး တရားလည်းမဝင်ဘူးနောက်တစ်ခုကနိုင်ငံတော်လည်းမဟုတ်ဘူးနိုင်ငံတော်ရဲ့အစိပ်ပိုင်းလည်းမဟုတ်ဘူးဒါရှင်းရှင်းလေးနော်အဲ့လိုမျိုးတွေကိုလည်းသူကချင့်ကပ်လာတယ်ဘင်္ဂလားဒေ့ရှ်ကိုလည်းသူကချင့်ကပ်တယ်ဗျတကယ်တကယ်ကြတော့နော် AO pressure ပေးဖို့ AO ချိန်မိုးဖို့ပေါ့ဗျာဆိုတဲ့အခါကျတော့ဘာစိတ်ပူလာလဲဆိုရင်မဆားတဲ့အမေတဲ့နဲ့ပြတ်ဖို့ရှိလာတဲ့အခါကျတော့အဲ့ဒီရခိုင်ပြည်ထဲမှာရှိနေတဲ့လူဖွဲ့စည်းတွေရခိုင်လူဖွဲ့စည်းတွေရိုညာလူအဖွဲ့စည်းတွေတော့ရှိတယ်ကမန်ရှိတယ်ဗျာနော်မျိုးရူခမီတက်နော်ဗရမာကြီး ဆိုအထုတစ်ပြက်တော့သူတို့ကတည်ပင်းနေတာကတစ်ဖက်မှာလေဟုတ်ပြီအာစာတို့လို့အချမ်းမဲ့သမားတွေအချမ်းမဲ့အဖွဲ့စည်းတွေမွေးတာတယ်နော် RS ကိုတို့ဘာတို့တကယ်ကိုဒုက္ခရောက်နေတဲ့ကော်ပစားမှာဗျာနော်2018ကျွန်တော်မေးလို့မရဘူးခွင့်လို့လည်းမရဘူးနော်လူမျိုးတုံးတက်ဖြတ်ခဲ့တာ Ranger လူမျိုးတွေဘလုံးမှကျွန်တော်လက်ခံလို့မရဘူးအဲ့ဒီအတွက်နဲ့ပတ်သက်လို့လည်း သူကကျွန်ုပ်ဆက်အကျွလွန်ခဲ့တဲ့သူတွေကနော်စစ်ရာဆွေးကောင်တွေကပြပြသားသားကျွန်တော်တို့ကသူ့ကိုနိုင်ငံတကာဟုတ်ပြီနော်ရာဆွေးခုံရုံးတွေတော့ပြည်တွင်းမှာကျွန်တော်တို့အခွင့်သာတယ်ဆိုရင်လေအဲ့ဒီခုံရုံးတွေတင်ပြီးတော့ transitional justice အတွက်ကိုကျွန်တော်တို့ကစီစဉ်ဆောင်ရမှာဖြစ်တယ်လို့နိုင်ငံတကာဘက်ကလည်းစစ်ရာဆွေးကြီးစစ်ရာဆွေးမှုတွေကျူးလွန်နေတဲ့ရာဆွေးကောင်တွေကိုပြပြသားသားထိရောက်တော့လက်တွေ့ကြတော့ အရေးယူမှုတွေကျွန်တော်တို့ဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့ဝိုင်းပြီးတော့ကျွန်တော်တို့ကနော်တွန်းအားပေးဖို့လိုတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီဒေတာမှာလူမျိုးရေးပြိပခါတယ်ဘာသာရေးပြိပခါတယ်အထီးယုံတယ်မပေါ်ပေါအောင်အဲ့ဒီဒေတာထဲမှာရှိနေတဲ့အဲ့ဒီဒေတာကိုဥဆောင်ရွက်လုပ်နေတဲ့အရက်ကတတ်တော်အနေနဲ့လေအောက်ခြေမှာပုတ်တိုက်မှုတွေဖြစ်နေဖြစ်တာရှိပါပဲဟုတ်ပြီနော်ဆိုတော့အဲ့ဒါလူမျိုးရေးဘာသာရေးပေါ့အဲ့ဒါလေးနဲ့ပတ်သက်အကောင်းဆုံး လမ်းညွှန်မှုတွေပေါ့နော်အကောင်းဆုံးလူမှုသားသတာဖြစ်ဖို့အတွက်ငိမ့်ညာစွာအတူရှင်တွေ sorry ပါငိမ့်ညာစွာအတူရှင်တွေနေထိုင်ရေးအတွက်ကိုအရကအတက်တော်အနေနဲ့ဥဆောင်ပြီးတော့အောက်ခြေအစင်စင်သောအဖွဲ့စည်းတွေနော်တော့တပ်ဖွဲ့တွေကိုလည်းညွှန်ကြားဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့သူတို့မှာစိတ်ထိုင်ရာတွေရှိတယ် ရင်းရတွေမှာစိတ်တန်ရတွေရှိတယ်။အခုလက်ရှိရှိနေတဲ့သူတွေကလည်းစိတ်တန်ရတွေ။ဘာလို့သူတို့အမျိုးတွေကလည်းကော့ပစမ်းမှာဒုက္ခတွေစကားမှာရောက်နေကြတယ်။နောက်တစ်ခုကနိုင်ငံတကာကလည်းသူတို့ကိုနော်အခုညီတွေဖျက်တော့ထားတဲ့အခါကျတော့စဉ်းစားကြည့်ဗျာ။တနေ့တနေ့တလတလအချိန်နဲ့တပြင်းညီဒုက္ခတွေစကားမှာသူတို့နေဖို့ကသူတို့တွေအနာကပျောက်လာတယ်။အဲ့ဒါအဲ့ဒါကျတော့သူတို့စွန့်စားပြီးတော့နော်လှေစည်းဒုက္ခတွေလှေစည်းဒုက္ခတွေရဲ့ဘဝနဲ့ တခြားနိုင်ငံတွေကိုသူတို့သွားဖို့အတွက်သူတို့စူးစမ်းနေဒါပေမဲ့ပင်လယ်မြေမှာသူတို့အသက်တွေအများကြီးဆုံးရှုံးသွားတယ်ထပ်တူထပ်မြပဲကျွန်တော်တို့ကအဲ့ဒီအတွက်ကြောင့်မလို့အတိတ်ကဒီချိန်မှာဥဆောင်ရွယ်လုပ်နေတဲ့အာရကတတ်တော်ရဲ့ကျွန်တော်တို့စစ်ဦးစီးချုပ်ပေါ့ဗျာဘုဇုတ်ထွမျက်နိုင်တယ်တကွာအာရကတတ်တော်ဥဆောင်နေတဲ့ဥဆောင်ရွယ်လုပ်နေတဲ့သူတွေအနေနဲ့ကအောက်ခြေမှာအမိုက်ကဆပြတ်သက်မိမလား သူတို့ကတော့ရိညာလူငယ်တွေကိုစစ်မှုထမ်းဥပဒေနဲ့သူတို့ကစစ်သားစုဆောင်တယ်ပြီးတော့အဲ့ဒီလူတွေကိုလုပ်ပုံကြည့်ဦးနော်2019ဩဂတ်လ25ရက်နေ့မှာလူမျိုးတောင်းရိညာတွေပေါ်မှာလူမျိုးတောင်းနော်တတ်ဖြတ်ခဲ့တဲ့ရာဇွက်ကောင်တရခံကိုမတိုက်ဖဲနဲ့ ဲ့ဒီရာဇဝတ်ကောင်ကနေပြီးတော့မတရားသဖြင့်စစ်မှုထမ်းဥပဒေနဲ့ဟုတ်ပြီနော်စုဆောင်းထားတဲ့သူတွေကအေးအေးကိုတိုက်ဖို့အတွက်ကိုဟုတ်ပြီနော်တိုက်ဖို့အတွက်ကိုသူတို့ကရှင်းပြောရင်စီးယုံနေတယ်တိမ်သွင်းနေတယ်ဝါရဖြန့်ချီနေတယ်စိတ်ကစစ်စင်ရေးတွေလုပ်နေတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကနှစ်ဖက်ပေါ့နော်နှစ်ဖက်ရင်းညာအာဒီဒီလူအဖွဲ့အစည်းကိုဥဆောင်ရဲ့လုပ်နေတဲ့သူတွေရင်းညာရေးတက်ကြွလှုပ်ရှားသူတွေ နော်တော့ရင်းကြာအဲဒီဒီရင်းကြာကိစ္စတွေမှာပေါ့နော်ဥဆောင်ကြီးကလှုပ်နေတဲ့ခေါင်းဆောင်တွေအနေနဲ့ ਆ လေဒီအချိန်မှာသဘောထားကြီးကြီးနဲ့ရမကျကျတားပြီးတော့နိုင်ငံရေးရအပြောင်းအမြင်ရှိရှိနဲ့ဆောင်ရွက်ဖို့လိုတယ်ဒီအချိန်မှာဖြစ်နိုင်ရခိုင်ခေါင်းဆောင်တွေနဲ့အခုကတော့ကျွန်တော်တို့အာရခတ်တက်တော့အေအေနဲ့နော်အဲဒီရင်းကြာ ကျွန်တော်လူအဖွဲ့စည်းကိုဥဆောင်ကြီးရလုတ်တဲ့သူတွေရဲ့ကြားမှာစကားပြောဖို့လိုတယ်။မူပေါင်းတွေမပါသေးခင်မှာအလွတ်တဘောစကားပြောဖို့လိုတယ်။အဲ့ဒါဆိုရင်ဘုံရန်သူတီသူတို့ရဲ့ထောင်ချောက်တီသူတို့ရဲ့လက်ွယ်ထဲကိုရောက်เสียအကြောင်းမရှိတော့ဘူး။ဆိုတော့တိတ်ရေးကြီးတယ်နော်။ရခိုင်သည်နော်ပေါက်ကွဲလူဆဲဆဲပေါ့နော်။နော်ရှင်းပြောရင်ဘုံနှလုံးကဲ့သို့သူတို့ကလှုပ်ထားတာလေ။ အချိန်မြေလူမျိုးရေးအချိန်မြေဘာသာရေးမလိုလားတဲ့ပြဿနာတွေပေါ့နော်အဲ့ဒါအဲ့ဒီမှာလဲဒေါသထွက်နေတဲ့လူအုပ်ကြီးကလည်းအဲ့ဒါဘယ်စီရလာမှမသိဖြစ်ကုန်ပါလေသူတို့မွေးထားတာလေအာစာလည်းသူတို့မွေးထားတာလေဟုတ်ပြီနော်အဲ့ဒါအခုလက်ရှိရှိနေတဲ့နော် RS လို့ဘာလို့လဲဘာဖြစ်ပြောသူတို့ ਨੇ အင်လိုင်းဖြစ်နေတာလေအဲ့ဒါတွေကိုကျွန်တော်တို့ ranger ခေါင်းဆောင်နေနေရလေအထူးတတိချက်ပြီးတော့ AA ခေါင်းဆောင်နေနဲ့အာရခတ်တက်တော့ခေါင်းဆောင်နေနဲ့ တခါလူ့အဖွဲ့အစည်းကိုကစားပြုတဲ့ခေါင်းဆောင်တွေနဲ့တွဲဆောင်ဆွေးနွေးညှိနှိုင်းပြီးတော့အပြေရှားဖို့အချိန်တန်ပြီ။ဘာကြောင့်လဲဆိုတော့စစ်နိုင်တိုက်ဖို့အရေးကြီးတယ်နော်။ရခိုင်ပြည်တပြည်လုံးကိုတင်လိုက်ဖို့အလွန်တရာမှအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့နော်ရခိုင်ခေါင်းဆောင်တွေရဲ့အေအရခတ်တပ်တော်ခေါင်းဆောင်တွေရဲ့အာဒီနိုင်ငံရေးရအမြုံမြင်ပေါ့နော်။အာနောက်တစ်ခုကစစ်ရေးရယူပန်းချက်တယ်။နော်။ကျွန်တော်တို့လေးစားတယ်၊ဂုံယူတယ်။အခုဒီဘက်မှာအားနေနေတဲ့ LPDF တွေ နောက်တစ်ခုကတော်လိုင်းအင်အားစုကြီးအပေါ်မှာလေသူကသဘောထားကြီးကြီးနဲ့သူကူညီနေတယ်စစ်တန်တာအစသူနဲ့တူပူရဲပြီးတော့တိုက်နေတာတွေလည်းရှိတယ်ဆိုတော့မကွေးရောဘကိုးရောအရာဟုတ်တော့စဉ်းစားကြည့်ဗျာနော်ရခိုင်ဆက်မှာရှိနေတယ်နော်စကိုင်းထိဗျာတကယ်တကယ်ကြတော့ဗျာငင်းမရပါဘူးဗျာနော်ဆက်ပြီးတော့လည်းကူညီပေးဖို့ဘာကြောင့်လဲဆိုတော့ဒီဘက်မှာ TNL နဲ့ MNDA စီ တိ၁၀၂၉ခုနှစ်စစ်စင်ရေးရဲ့စစ်ရေးနိုင်ငံရေးရည်မှန်းချက်တွေကိုရောက်ဖို့အတွက်တတော်လေးအနောက်သားဖြစ်သွားပြီအခက်အခဲဖြစ်သွားပြီအဲဒီဘက်မှာအေးရအလွန်တရာမှအရေးကြီးသွားပြီတော်လိုင်းရေးဒစုံလုံးတွေအေးရအခန်းကဏ္ဍကအလွန်တရာမှအရေးကြီးတယ်အဲ့ဒီတွေ့ကြောင်အေးအေးနေနဲ့ဒီဘက်မှာရှိနေတဲ့မြေပြန့်အညာမှာရှိနေတဲ့နော်တော်လိုင်းရေးအင်အားစုတွေနဲ့စုဖွဲ့မှုကောင်းကောင်းနဲ့တပ်ပေါင်းစု ပုံစံမျိုးတွေနဲ့အဲ့ဒီမှာတော့ ိုင်ငံရေးသဘောတူညီချက်တွေနိုင်ငံရေးဂတိကဝတ်တွေနိုင်ငံရေး MOU တွေခိုင်မာအားကောင်းတဲ့နိုင်ငံရေးဘုံဝါဒလမ်းစဉ်တွေချမှတ်ပြီးတော့ဒီဘက်မှာလည်းတော်လိုင်းရေးအင်အားစုတွေနဲ့ဒီဘက်မှာလည်း NUG MOD နဲ့အဲ့လိုလုံးမရပါ NUG MOD တခုတည်းနဲ့တော့ကျွန်တော်တို့ကဆက်နိုင်တတ်ရေးတွေအခုလောလောဆယ်အခုလိုမျိုးအခြေအနေမှာအတုံးဝင်မှုအတုံးတက်မှုအတုံးချမှုကျွန်တော်တို့မမြင်ရဘူးအခက်မသိရင်တားလျှောသွားနိုင်တယ်လို့တစ်ဖက်မှာလည်းတရုတ်ကဖိအားကြောင့် ျွန်တော်တို့တွန်လိုင်းရေးဒဇုံလုံးအတွက်တားကြောဖြတ်စီတဲ့လောက်ရမျိုးတွေတရုတ်ဘက်ကနေပြီးတော့စတင်ဆောင်ရွက်လာပြီ။ Wow wow fuse ခံပြီးတော့ Wow ကြားခံပြီးတော့လှုပ်လာတော့ကျွန်တော်တို့အလွန်တရာမှစိုးရိမ်ပူပန်းစိုးရိမ်ပူပန်းနဲ့အဲ့အတွက်တော့ဒီခေါင်းစဉ်အရဆိုရင်ကျွန်တော်တို့စစ်အနိုင်တိုက်ရေးတွေเนาะ EE ရဲ့ပြောဆိုပြုမှုစစ်ရေးရနိုင်ငံရေးရဟုတ်ပြီနော်ဆောင်ရွက်ချက်တွေကိုကျွန်တော်တို့ကအတူယူလို့ရတယ်။အဲ့ဒီအတွက်ကြောင့်မလို့ ိတ်မကြခင်တော့ကျွန်တော်မှတ်မှတ်ရရပေါ့နော်ကျွန်တော်တို့ August လ25ရက်နေ့မှာမြောက်ဦးကိုရဲရဲစက်စက်ဘုံကျဲတယ်ဗျာစဉ်းစားကြည့်တတိရှိရင်တရေဘောမကြောင်ကြီးနော်တရေဘောမကြောင်ကြီးတတိရှိတယ်ဆိုရင် AO တက်သူလက်လက်နဲ့ခြင်တာမင်းတို့လည်းလက်လက်ခြင်တာဆိုတော့အခုအဲ့လိုမဟုတ်ဘဲနဲ့ဗျာကျွန်တော်တို့ရခိုင်ပြည်သူတွေကိုညာကြီးတော့စက်တက်နာကြီးနဲ့25မိနစ်အိမ်မောကြနေတဲ့အချိန်မှာဗျာဘုံကျဲတယ်ဗျာ မြောက်ဦးမြောက်ဦးနော်ဆိုတော့အဲ့ဒီမှာနေကျွန်တော်တို့ရှင်အရွယ်မြောက်သေးတဲ့ကလေးငါးဦးအပါဝင်ဗျာကျွန်တော်တို့ရခိုင်ပြည်သူဆက်နေဦးဗျာစဉ်းစားကြည့်နော်အယောက်20လောက်ကဒဏ်ရာတွေရတယ်ဗျာနော်ရတဲ့ဒဏ်ရာတွေထဲရလေနော်အသက်ပါသွားတာလေးလည်းမနေဘူးပေါ့နော်ဆိုတော့အညိုတေးကြီးကြီးနဲ့အခုလက်ရှိနော်ဖိအားပေးနေတာဒီလေရေကောက်ပွဲလုပ်ဖို့အတွက်အေကပြက်ပြက်သားသားရေကောက်ပွဲနဲ့ပတ်သက်လို့ဆန့်ကျင်တာပြီးသားနော် ဒါကြောင့်အချိန်မရွေး AA ကိုလည်းအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကျင်ညာပြီးတော့မတရားသည့်ကျင်ညာနိုင်တယ်ပါအရှိမ KNU ကိုနှစ်ခုနော်အကြမ်းဖက်အဖွဲ့အစည်းဖြစ်မင်းလေးပြောလိုက်သေးတာသူတို့ကအကြမ်းဖက်သမားကဟုတ်ပြီနော်မင်းတို့အကြမ်းဖက်ပါတယ်ဆိုပြီးတော့ဗျာခိုင်ခိုင်ရန်ပြောရင်ဗျာနော်ဟောင်းတာဟောင်းတာဟုတ်ပြီနော်ဟောင်းတာအဲဆိုတဲ့အခါကျတော့ပြီးတော့သူကပြောသေးတယ်တောင်းချမ်းသူတွေတဲ့ဆိုတော့အဲ့ဒီအတွက်ကြောင့်လို့ဘာပဲပြောပြောကျွန်တော်တို့တွန်လိုင်းရင်းတစုံလုံးအတွက်အေးဒီ အဓိကအခန်းဌာနကနေပြီးတော့ပါဝင်ပါဝင်နေတဲ့အတွက်အေးအေးနေနဲ့ဆက်လက်ဥဆောင်ပြီးတော့အခုလိုမျိုးနော်အင်းအားနည်းနေတဲ့လက်နဲ့ခဲရောင်လက်နဲ့ခဲရန်နော်နောက်တစ်ခါစီရင်ဆွဲရင်နည်းနေတဲ့ဟုတ်ပြီနော်အဲကျွန်တော်တို့ရခိုင်ပဲခူးအဆက်ရခိုင်မကွေးအဆက်ရခိုင်အေယာဝတီအဆက်ပေါ့နော်အဓိကဒေါ်လိုင်းအားစုတို့လည်းဆက်လက်ကူညီပါနော် NUG ဂျီပဲလဲကျွန်တော်တို့ကတော်လိုင်းရေးဒုစုံလို့ဥဆောင်မှု ဟုတ်မနော်အခန်းကဏ္ဍမှာလောလောဆယ်မရှိသေးတဲ့အတွေ့အီအင်းနေနဲ့လည်းအပြည့်အဝဟုတ်မနော်အေးမှာရှိနေတဲ့နော်အင်းအားတွေပေါ့ဗျာနော်ကုညီဟိုလားကုညီသိကုညီထိုက်တဲ့စီရင်တဲ့ပတ်သက်တဲ့ဟုတ်မနော် accessibility တွေပေါ့နော်အာဒါ2စီပေါ့နော်အဲအဲ့ဒါတွေနဲ့ပတ်သက်လို့လေအဲ့ဒါကုညီဆောင်ရွက်ပေးဖို့ ਨੇ အတူအေးအပေါ်မှာအာဒါဒီပြည်သူလူထုရဲ့ထောက်ခံမှုနော်ရခိုင်ပြည်ထဲမှာရှိနေတဲ့ ရင်းညာလူအဖွဲ့စည်းနဲ့အေအေလူအဖွဲ့စည်းကြားမှာလဲလူမှုသာသနာအာဖြစ်မှုများနဲ့အတူငိမ့်ညာသာအတူ ရှင်တဲ့နေထိုင်ရေးအတွေ့နှစ်ဖက်ခေါင်းဆောင်တွေအခုချိန်တွေကနေစပြီးတော့တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးတော့နော်တော်လိုင်းရေးကြီးတော်လိုင်းရေးတစုံလုံးနော်အောင်မြင်ဖို့အတွက်ကိုဒီချိန်မှာကျွန်တော်တို့ကစွစုစည်းစည်းညီညီညွတ်ညွတ်နဲ့မရှိမဖြစ်လိုအပ်နေတဲ့ဘျူဟာမြောက်မဟာမိတ်တပ်ပေါင်းစုကိုအများတိဆောက်ပြီးတော့ အောင်ပွဲခံကြပါစို့လို့တရားစားပိုင်းနဲ့ကျွန်တော်ရဲ့ဒီနေ့နိုင်ငံရေးတုံးသက်ချက်ပေါ့နော်အားဒါဆွေးနွေးမှုကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ပြအားလုံးမိခင်လုံခြုံကြပါစေလို့ဆန္ဒပြုပါ